ဒီနေရာအပေါ်ကနေရုတ်တရက်ကြီးလိုက်ရင်တော့အယောင်မျိုးစုံပန်းတွေစိုက်ထားတဲ့ပန်းဥယျင်ကြီးလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့မဟုတ်ပါဘူး။ဒီနေရာကတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာရှိတဲ့စပိန်တွေတန်းနဲ့ချီစုပုံထားတဲ့အပအကြီးဆုံးစပိန်သင်္ကြန်ကြီးပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုစပိန်တွေကိုတောင်ပေါ်ရပုံဆွန့်ပစ်ထားကြရတာလဲ။လူကြီးအရန်ထူထတ်တဲ့တရုတ်နိုင်ငံကရှန်ဟိုင်းလိုမြို့ကြီးတွေမှာမြို့တွင်းအလွယ်တကူသွားလာဖို့အတွက်စပိန်တွေကိုအသုံးပြုကြရပါတယ်။ ဒါကြောင့်စီးပွားရေးကုမ္ပဏီတွေကတရုတ်နိုင်ငံရဲ့ဆမတ်ဆက်ဘိန်ဝန်ဆောင်မှုဘိုက်ရှယ်ယာရီတွေကိုအကောင့်တွေပေါ်လာကြပါတယ်။2016 2019ခုနှစ်တွေမှာမိုဘိုင်းနဲ့ OFO လို့ကုမ္ပဏီတွေကဆမတ်ဘိန်ဝန်ဆောင်မှုတွေကိုတည်ထောင်ပြီးရှန်ဟိုင်းလိုမြို့ကြီးတွေမှာစပိန်တွေကိုတောင်းနှချီချထားခဲ့ကြပါတယ်။မြို့တွင်းမှာအလွယ်တကူသွားလာနိုင်ဖို့အတွက်မိုဘိုင်း application မှတစ်ဆင့်စပိန်ငှားရမ်းနိုင်အောင်စီစဉ်ပေးခဲ့ကြပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုဈေးကွက်ပြိုင်ဆိုင်မှုတွေပြင်းထန်လာပြီးစက်ဘိန်ပေါင်းတန်းပေါင်းများစွာကိုလည်းစီးမြင်စည်းကမ်းနှဲပါစွာနဲ့ထုတ်လုပ်လာကြပြီးတော့မြို့ထဲမှာဝန်ဆောင်မှုတွေထားရှိလာခဲ့ကြပါတယ်။ဒါပေမဲ့ဒီဝန်ဆောင်မှုတွေကထင်ထားသလိုမဖြစ်လာဘဲနဲ့ပြဿနာကြီးတွေနဲ့ရင်ဆိုင်လာရပါတယ်။ကုမ္ပဏီတွေကစက်ဘိန်အရေအတွက်နဲ့ဈေးကွက်ရှာဖွေမှုတွေကိုမျှတအောင်မထိန်ချုပ်နိုင်ပဲလူသုံးနေတဲ့နေရာတွေမှာတောင်စက်ဘိန်တွေကိုများစွာထုတ်လုပ်ထားရှိခဲ့ကြပါတယ်။ဒီလိုနဲ့ကုမ္ပဏီတွေရဲ့ပြိုင်ဆိုင်မှုကပြင်းထန်လာပြီးဈေးနှုန်းချိုသာစွာနဲ့ဝန်ဆောင်မှုတွေအပြိုင်ပေးလာကြပါတယ် ဒါကြောင့်စီမံခန့်ခွဲမှုပြဿနာတွေပေါ်ပေါက်လာပြီးတော့မြို့တွင်းကလမ်းဘေးတွေလူသားစင်းကြံတွေဘတ်စကဂိတ်တွေမှာစပိန်တွေစုပြုံလာပြီးမြို့သူမြို့သားတွေရဲ့မကျေနပ်မှုတွေကမြင့်တက်လာခဲ့ပါတယ်။ဒီပြဿနာတွေကြောင့်ကုမ္ပဏီအများပြားကအမျက်မထွက်ပဲဒေဝါလီခံခဲ့ရပြီးတော့စပိန်တပ်မောင်းများစွာကိုလည်းအသုံးမပြုတော့ပဲဆွန့်ပစ်ထားခဲ့ကြပါတယ်။ ပန်ရှင်မဲ့ဆွန့်ပစ်ထားတဲ့စပိန်တွေမှာတက်တူးနဲ့ပလတ်စတစ်တွေပါဝင်တဲ့အတွက်ကြောင့်နှစ်ပေါင်းများစွာကြာတဲ့အထိမျိုးစုလာကိုညှဉ်းညံစေနိုင်တဲ့အတွက်အနာပိုင်တွေကအဲ့ဒီစပိန်တွေကိုတင်ဆက်ပြီးယာယီဒါမှမဟုတ်အပြည့်တိုင်ဆွန့်လက်တဲ့နေရာကိုရွှေ့ပြောင်းခဲ့ကြပါတယ်။ဒီလိုအယောင်မျိုးမျိုးရှိတဲ့တန်းနဲ့ချီတဲ့စပိန်တွေကိုရှန်ဟိုင်းမြို့ရဲ့မြေကမ်းဘေးကမြေခွက်လက်ကြီးမှာတစည်းနဲ့တစည်းထပ်ပြီးတောင်လိုပုံထားတဲ့အတွက်ကြောင့်ကမ္ဘာကြီးဆုံးစပိန်သင်္ချိုင်းကြီးဖြစ်လာခဲ့ရပါတယ်။ တရုတ်ဆိုရကလည်းစက်ပင်ဝန်ဆောင်မှုစနစ်ကိုပုံမကောင်းမွန်စွာစီမံခန့်ခွဲရန်နဲ့စက်ပင်ရေအတွက်ကိုထိန်းချုပ်ဖို့စီမံစည်းကမ်းတွေပြဋ္ဌာန်းခဲ့ပါတယ်ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ဆွန့်ပစ်ထားတဲ့စက်ဘင်းတွေကို recycle ပြန်လုပ်ဖို့အတွက်စက်ဘင်းမှာပါတဲ့သတ္တုတွေကိုပြန်လည်အရေးကြိုပြီးတခြားပစ္စည်းတွေထုတ်လုပ်ဖို့ကုန်ကျစရိတ်တွေပြန်လည်အသုံးပြုဖို့လုပ်ငန်းတွေကိုစတင်လာခဲ့ပါတယ်။စက်ဘင်းကတာယာနဲ့ပလတ်စတစ်တွေကိုလည်းလောင်စာအဖြစ်ပြန်လည်အသုံးပြုလာကြပါတယ်။ ဒီလိုစီမံခန့်ခွဲမှုတွေကြောင့်2020 21ခုနှစ်တွေမှာစပိန်သင်္ကြန်ရဲ့ပမာဏကတိတိတတ်တရော့နေလာခဲ့ပါတယ်။ဒီကမ္ဘာအကြီးဆုံးစပိန်သင်္ကြန်ကစီးပွားရေးလောဘကြီးမှုတွေအတွက်သင်ခန်းစာတစ်ခုဖြစ်ပြီးယင်းနှမြောင်းနှံမှုတွေအများများလွန်းတာဈေးခွက်ရဲ့လိုအပ်ချက်တွေကိုမတွက်ချက်ပဲထုတ်ကုန်တွေအလွန်အကျွံထုတ်လုပ်တာရဲ့နောက်ဆက်တွဲစူးကြိုးတွေပဲဖြစ်ပါတယ်။နိဗိညာအသစ်တွေကိုမိတ်ဆက်တဲ့အခါမှာလဲသူတို့ရဲ့သဘာဝပုံဝန်းကျင်နဲ့လူမှုရေးပေါ်တည်ရောက်မှုတွေကိုကြိုတင်တက်ဆက်ဖို့လိုအပ်ခဲ့ကြောင်းကိုလည်းအသိရခဲ့ကြပါတယ်။ ဒါကြောင့်စပိန်သင်းကြိုင်းကလှပတဲ့မြင်ကွင်းတစ်ခုတော့မဟုတ်ပေမဲ့ခေတ်သစ်စီးပွားရေးနီးပညာနဲ့မြို့ပြစီမံခန့်ခွဲမှုတို့ရဲ့ရှုပ်ထွေးမှုတွေကိုသင်ကန်းစာယူစီယာနမူနာအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်